โอเคအဲ့တော့ GS ကအဲ့ချိန်အဲ့ခစ်ကလာလူတွေမကြိုက်တာလည်းမဆန်းအောင်ဘာလို့လဲဆိုဘလို့မှလူများတွေမတိသေးတဲ့တောင်တောင်လူမဟိုဘလို့ရောင်းလဲအဲ့နဲ့မတူတဲ့အရာတိုင်းကိုခွဲပြားပြီးခွဲထွက်နေတဲ့ဟာကြီးကလည်းဆွဲဆောင်မှုတစ်ခုဖြစ်ပါတယ်ဟုတ်ပြီနော်โอเคအဲ့တော့ဒီကောင်လေးဒီလည်းဗာလဲဆိုတော့ကတ်တော့ပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့အချိန်အဲ့ကာလကလေးကဒီကောင်လေးလည်းကတ်တော့ပဲဟုတ်ပြီအဲ့တော့ကတ်တော့လေးကိုဖွင့်လိုက်ပါပြီဖွင့်လိုက်မှတိုင်ခွတ်မှမြင်ရတဲ့အမြင်လေးတစ်ချက်ကြည့်အောင် โอเค BMW เนี่ยเออတို့အကုန်လုံးပေါ်လာတယ်ဟုတ်ပြီเนาะအဲ့တော့မကစားရုံနေနေရတာအင်ဂျင်ဆက်ဖွင့်ထားပြီဆိုမှလည်းမြင်ရမှာဖြစ်ပါတယ်သူကပုံမှန်အားဖြင့် ABS မီလီယာခုံနေဒါလိမ့်လိုက်ပြီဆိုမှငြိမ်းသွားတာဒါကမော်ဖန်ရှင်လိုက်အဲဘိမပါဖြစ်နေတယ်စီနေနေရဆိုလည်းဒီမီလီလင်းနေမှာလာပြီးတော့အခုဆိုဒီဘင်းဆိုစီနေနေပြရပါတော့เนาะโอเคအဲ့တော့ကစားဆက်နှုတ်မယ်ဆိုရင်လည်းဒီကောင်အလဲမှာထားထားတယ်ဒီမှာเนาะတွေ့ခလုတ်လေးမှာကြည့်လိုက်မယ်ဆိုရင်ဒီမှာပေါ့เนาะသူကအလဲမှာထားရတယ်ပြရရင်ဘာလို့မလဲဆိုတော့စတက်လေးကိုဒါအတိုင်းလေးကြာမလို့เนาะဘယ်နှနေကိုသား ။နောက်တော့ဒါလေးဖိလိုက်အောင်မယ်။ Okay ။ဒီနှစ်တော့။ Okay ။ You see ဒီလားဆက်နိုးလိုက်ပြီဆိုဒီကောင်ကအဲ့လိုတုံသွားတာ။ဒါကတော့စောကြီးကဒီအာ1150စီးပွဲလို့တီးမှာ။ဒါပေမဲ့အခုမှ GS ကိုဘယ်ဆိုင်ပါသူကမော်ဒယ်မြင်လာလေအဲ့ဒီ flow လေးကနည်းနည်းငြိမ်သွားလိမ့်မယ်။ဒီကောင်ကဒီမော်ဒယ်မှာတော့အကျန်းဆုံးပဲတုံတဲ့ဟာကြီးက ဘယ်ညာခုန်နေမြုံ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 နေ Okay အဲ့တော့ဒီကောင်လေးကတော့ BMW GS 1200လေးဖြစ်ပါတယ်ကလပ်ဒီလည်းပါနေလာတယ်ဆိုတော့ဒီကောင်ဒီ C class နဲ့လာတာဖြစ်ပါတယ်ဒီကောင်လည်းပါလဲဆိုတော့ C brake နဲ့လာတာဖြစ်ပါတယ်ဟုတ်ပါတော့ Okay နောက်ပြောဒီမှာဆိုရှေးဖောက်လိုက်မီလေးတွေပါပေါ့နော် Okay အဲ့တော့ဒီမှာ RBN လေးဆိုတဲ့သူက RBN 30တန်းမဟုတ်ဒီကောင်ဆို RBN 9000ထပ်ပဲပါတယ် โอเคပြီးတော့ဒါကတော့သူ့ရဲ့ exhaust တန်လေးဖြစ်ပါတယ်သူ့အဲ power exhaust နဲ့မောင်းလိုက်ရင်ကြားအတန်လောမိုက်တယ်ကိုစားဒီကောင် power exhaust နဲ့မောင်းမှုလောကတန်လောကျစင်လိုက်ပါတော့။ Okay ဒါအတွက်နောက် signal လေးဖြစ်ပါတယ်။ဟုတ်ပါတော့။တွေ့ရတာလေးကတော့ဒါဒီဘိမ်းမှာပါတဲ့ဒီနောက် original မပါဘူးဒီကောင်တွေနောက်မှပြန်ထည့်ရတာဒီတန်ကိုင်းနေရပါတော့ဒါပုံထိုင်လေးတွေဖြစ်ပါတယ်တက်သူပုံထိုင်လေးတွေဖြစ်ပါတယ် okay အဲ့တော့ပပလေရတန်ကာပါရင်းနဲ့ဆိုတော့စိတ်တိုင်းကြမောင်းမယ်ခီးသွားမယ်ဆိုရင်တော့ဘယ်မှာလဲလဲဘလိုပဲလဲလဲအဆင်ပြေရဲဆိုတဲ့အနေထားမျိုးလေးပေါ့နော်ဒါလေးဆိုဒီဘက်မှာဆိုဒီကောင်လေးဆို engine ကာပါလေးပေါ့ပါရင်းဟုတ်ပြီနော် တတုကာလေးအဲ့ဒီလဲရင်ဆိုဒီကောင်ဒါရိုက်မထီအောင်လို့ဒီပေါ်မှာတန်ကာလေးပြန်ထည့်ကြတယ်အဲ့လိုလေးပေါ့နော် okay ဟုတ်ပြီနော်အဲ့တော့ ဒီကောင်လေးတွေပေါက်စီရတော့မြန်မာနိုင်ငံမှာဆိုရင်တော့ဒိန်းတရားနေပြီးတော့မှကိုသားတို့150ပေါ့150နဲ့ရအောင်ဘိန်းတန်တန်းတယ်လို့အဲကြားမှာပေါက်ပါတယ်တချို့တော့လည်း100အောက်လေးဆင်းရောင်းတာလေးရှိတယ်ဘိန်းရောက်ရင်ရောက်တယ်လို့ပေါ့ဟုတ်ပါတော့အဲနောက်ပြီးတော့ဒီကောင်တွေရဲ့ဘိန်းမှာအားတာချက်ကတော့ဗာလဲဆိုတော့စီတိုင်းအများကြီးဆန်သွားတယ်မနာတန်မောင်းလို့ရတယ် suspension မြင့်သွားတယ်ဟုတ်ပါတော့ဒီ model တွေမှာနည်းနည်းလေးဘိန်းဝယ်တဲ့အချိန်မှာ gear side မှာဗာလဲဆိုတော့ဒီကောင်တွေ ABS နည်းနည်းလေးလာကြည့်နမ ဘရိတ်ညစ်လိုက်ပြီဆိုတာ ਨੇ သူဒီသူ့ရဲ့စဖို့လဲတာပေါ့နော်အဲ့လိုပေါ့အဲ့စဖို့လဲတဲ့ဟာဘာဖြစ်လို့ဆိုတော့ရှေ့ဘရိတ်မှလည်းမဟုတ်နောက်ဘရိတ်ကောပဲโอเค ဲ့လိုလေးမီနီမာဖြစ်ပါတယ်အဲ့တော့အဲ့ ABS ဟွာလေးကသူကအမြဲတရေဒီမောင်းတိုင်းမှာလဲပေးနေရတဲ့ခါကြတော့ဗာပြလဲဆိုတော့အဲသူတို့ရဲ့ဒီရှေ့ဦးဘိုင်းမှာထုတ်လုပ်တဲ့သူရဲ့လိုအပ်ချက်လို့လည်းပြောလို့ရပါဘောနော်သူကဒီ ABS အပေါ်မှာအစောဆုံးပါတဲ့ဘိန်းနေအောင်ပြောလို့ရတယ်ဒီရဲ့ဒီကောင်1000 2000အောက်မှာကိုရှိတယ်ဒီကောင်ပတ်ချလဲဒီ ABS ပါတဲ့ဟာဘောနော်ဒါပေမဲ့ဒီကောင်ဆာဘူမော်တာလေးဒီလောက်လောက်ကြီးကြီးပဲ ABS အုံယူမှာဟုတ်ဘောနော်အဲ့အဘေးမှာထိုင်လာဒီစီတိုင်းအောက်တက်တဲ့အိမ်မှာ Okay. ဲ့လိုလေးပေါ့ဟုတ်ပြီနော်ဒီကိုလေးအဲ့တော့အဲ့ ABS လေးတွေကနည်းနည်းလေးဟိုကီလိုများလာရင်နည်းနည်း error ပေးတယ်တချို့တော့ ABS ကိုဖြုတ်ပြီးတော့မှ manual အနေနဲ့မောင်းကြတာများပါတယ်ဘာလို့လဲဒီ GS Avenger Rider ကြီးကတော်တော်များများလေဟိုခီးထွက်တဲ့ကောင်တွေဖြစ်တဲ့အတွက်တို့ကဟိုကီလိုတအားများလာပြီဆိုရင်အဲ့ motor အလုံးလိုက်ဖြုတ်လေးတာမျိုးတွေရှိတယ်ဟုတ်ပြီနော် okay ဒီဘိန်းလေးကတော့အကုန်ကောင်းပါလေးတယ်ဟုတ်ပြီနော် okay ဒါကတော့နောက်ဖြစ်နိုင်ကုန်ဟုတ်ပြီနော် ဒါနောက်ဖိနိုင်ကုန်လေးဖြစ်ပါတယ်အရှိနောက်ဖိနိုင်ကုန်ဆိုဒီကဒီမှာနှက်ကဟိုဘက်လဲပေါ့နောက်ဒီမှာအရှိဆိုလဲအရှိကိုလဲရတယ်သူကအဲ့ချိန်ကလေးကဘာဖြစ်လဲဆိုတော့ဒီကောင် low seat နဲ့ high low နဲ့ high ကိုသူကဒီမှာဖိနိုင်ကုန်မှာတွားချိန်လို့ရတယ်။ဒါဒါလေးထိုးလိုက်အောင်မယ်။ဒါဆိုရင် high high ပေါ့ဒါဆိုရင် low ဖြစ်သွားမှာ။ Okay ။အဲ့တော့အဲ့လိုလေးပေါ့နော်။ ဒီရှေ့ကငုတ်လေးမှာတွားပြီးတော့မှချိန်တာဖြစ်ပါတယ်ဟုတ်ပါနော်โอเคပြီးတော့ဒီဖိနိုင်ကုန်လေးမှာဆိုရင်လည်းဒါလေးကတွေ့ lock ချိန်လေးပေါ့နော် lock ချိန်လေးကတော့လိုလေးဖွင့်ဖို့အတွက် model အမြင့်မှာကြတော့ဒီမှာဒီမှာဒီကောင်နောက်ဆိုမနောက်မှာဒီလိုလေးပါဒါအပေါ်မြင်လိုက်ဆိုတာအမြင့်ဖြစ်တော့မှာဒါအောက်နှိမ့်လိုက်မှာဆိုရင်နှိမ့်တော့မှာဒါလေးကဟုတ်ပါနော်ဒီကောင်လေးကတော့ model 2006လေးဖြစ်ပါတယ်ဟုတ်ပါနော်ညီကိုတွေโอเคဒီမှာ trunk box လေးနည်းနည်းပါမယ်ပတိအထိုင်ပါမယ်ဟုတ်ပါနော် တခုခုတန့်ရှင်းလုပ်မယ်ဆိုရင်တော့ဒီကောင်ကတော့အကုန်လုံးဖြုတ်ချရတာဟုတ်ပါတော့အဲ့တော့နောက်တစ်ခုကရှိတာကတော့ဒီဘိန်းနေရဲ့ main နဲ့လုပ်ပြီးဆိုရင်ကျတော့တို့ကဒီ now frame ဖြုတ်ချပလိုက်ရတာဆိုတော့ဒီမှာလေတို့ bin frame လို့ပြောအောင်ပေါ့နော်ဘုရားတို့ဒီရှေ့ကလာတဲ့ဟာကလေဒီအင်ဂျင်မှာတွဲဒီနောက်ကလာတဲ့ဟာကလေဒီအင်ဂျင်မှာပဲတွဲတာအရှေ့ကအင်ဂျင်မှာလာတွဲတယ်ဒီနာဒီ joint ရှိတယ်ရှေ့ joint ရှိမယ်ဒီကောင်ကလာတဲ့ဟာဆိုဒီမှာနောက်ပိုင်းကဟာဆိုရင်ဒီမှာ net တစ်လုံးရှိမယ်ဒီမှာ joint ဒီမှာ joint အဲ့နဲ့ join မရှိရအဲ့နဲ့ join နဲ့ဒီ car set လေးချုပ်ချလိုက်မယ်ဆိုဒီ now frame ကဆွဲဖြုတ်လို့ရတယ် now frame ကဆွဲဖြုတ်လို့ရတယ် okay အဲ့တော့သူကဘယ်လိုပြောမလဲသူရှေ့ကရဒီ GS တွေကလည်းအခုချိန်မှာကဘာပတ်နေတဲ့အကြောင်းရင်းကလည်း GS တွေပဲတုံးကြရတယ်အလကားမဟုတ်ဘူးဘာလို့လဲဆိုတော့နစ်ကြတာဒီကောင်ကနစ်အများကြီး reset လုပ်ထားတာရှင်ပြောမယ်ဆိုရင်ဒီခီးသွားတဲ့ဒီခီးသွားတဲ့လူတွေကဘာကိုကြိုက်တာလဲဘယ်မျိုးစားကိုကြိုက်တာလဲအဲ့လိုပေါ့နော် ိုက်တဲ့ဟာကိုသူတို့ကနေပြီးတော့မှလိုက်ပြီးတော့မှ research လုပ်တယ်ဒါလေးမကြိုက်ဘူးဒါလေးပြင်မယ်ဒါလေးမကြိုက်ဆိုအချိန်ချင်းလှုပ်လာခဲ့ပြီးနောက်ပိုင်းမှာခုနောက်ပိုင်း model အမြင့်နေမှာဆိုရင်ဘာဖြစ်လဲဆိုတော့ GSC လုံးဝစင်ငံ guy စီးနေရတဲ့အတိုင်းပဲဘာလို့စင်ငံ guy စီးနေရတဲ့အတိုင်းပြောလဲဆိုတော့သူတို့ကပြုတ်ပြင်မှုက perfect အရန်ဖြစ်သွားတဲ့ခါကျတော့အဲလူကိုလုံးဝဟိုပါဘောနော်အမကိုစားလို့ဆိုရင်တခြားဘိန်းနေနဲ့အာမိုင်း300လောက်မောင်းမယ်ဆိုရင် GS 300လောက်မောင်းလို့ဆို GS 300လောက်မောင်းပြီးလို့သူကပြင်းဤပြင်းရောဖြစ်သွားတယ် အဲတခြားပိတ်ရုံနည်းနည်း excited ဖြစ်တယ်ဗောနော်နည်းနည်းခုံတယ်ကြမ်းတယ်အဲနည်းနည်းအာ cut cut ပိတ်ပိတ်ခိုင်ရမ်းလေးရှိရေဗောဒီကောင်ဒီမှာကျတော့မရှိဘူးလုံးဝငြိမ်စင်းတယ်ဒီ model မှာခဲ့ကွာဘင်းကတော့သုံးငြိမ်တယ် okay အဲ့တော့ဒါတော့ GS 1200ရရဲ့ဟော GS 1200ရရဲ့ A လေး review လေးဖြစ်ပါတယ်ဟုတ်ပါနော်ညီကိုရင်းဒီကောင်ရဲ့ top speed ကတော့မောင်းမယ်ဆိုရင်တော့အကောင်းဆုံးကတော့130နဲ့150ကြားမှာမောင်းမယ်ဆိုရင်တော့တော်လုံးဝဟိုစိတ်စိတ် ဟိုဘယ်လိုမှောင် certified အဖြစ်ဆုံး flow ပေါ့နော်ဟုတ်ပြီနော် okay နောက်ပြီးတော့ဒီကောင်ဒီရဲ့ echo engine မျိုးစားနည်းနည်းလေး vibration ပူပါရင်ရိမ့်နေဟာဟိုဘက်ဒီဘက်ဟုတ်ပြီနော် okay အဲ့တော့ဒါလေးတော့ GS လေးဖြစ်ပါတယ်ဟုတ်ပြီနော်သူရဲ့အားနေချက်အားတာချက်လေးလေးကိုစားရှင်းပြတော့ပြီးနောက်ဘာဘိန်းလေးကြီးလေးကိုစား review လုပ်ပေးရမလဲဆိုတော့ comment မှာမှန်သွားပေးပါဦးကိုစားရဲ့ video လေးကြီးလေးတော့လျှောက် တဲလေးပေး okay ဟုတ်ပြီလားတင်တန်းလေးလည်းဖွင့်ထားပါတယ်အယောင်းဝယ်တင်တန်းလေးလည်းအဲ့လေးတွေတက်ရောက်မယ်ဆိုကိုစားရဲ့6958698ကိုဆက်သွယ်လို့ရပါတယ်ဗာဆိုင်ငယ်လေးဝယ်မယ်ဆိုရင်လည်းလာရောက်ဝယ်ယူလို့ရပါတယ်ကိုစားဆိုင်မှာဟုတ်ပြီနော် okay အဲ့တော့ကိုစားရဲ့ဒီဘိန်းလေးမောင်းအောင်မောင်းနဲ့ဗီဒီယိုလေးကြည့်ပြီးတော့အားလုံးနှုတ်ဆက်ပါစေဒါ the fight Scarred and battered but I stand in the night The walls are howling, shadows bite the sky Steel in my veins, fire in my chest No surrender, no rest Rise from the ashes, burn through the chains Scream at the heavens, feel the blood in your veins Rise, rise, rise again The crowd shakes the earth Splits in two, you feel whispers But it won't break you chaos, but your heart beats true. listen to you feel whispers but it won't break you smoke and chaos but your heart beats true iron will unbroken spine the battle source the world still mine ကြားလိုက်တာဖြစ်ပါတယ် Into your fear, whispers but it won't break you smoke and chaos but your heart beats true iron will unbroken spine the battle shores the world still mine